မင်္ဂလာပါခင်ဗျာဇာငယ်ပါခင်ဗျာနော်ဇာငယ်မိတ်ဆွေတွေအားလုံး2025ခုနှစ်17လပိုင်းအတွင်းမှာအဆက်ဆက်ရဲ့ရအစဉ်ပြေကြပါစေလို့ဇာက မေတ္တာပို့ဆုတောင်းထောပနာပြုသလိုက်ပါတယ်ခင်ဗျာဇာကဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွက်ဟောဇရန်ကြီးကိုဟောကြားပေးမှာဖြစ်ပါတယ်ဟောဇရန်မဟုတ်ခင်မှာဇာရဲ့မိတ်ဆွေတို့ဇာက ဟောစတန်ကြီးဆိုတာဒီစတလပိုင်းတော့ကိုစီရလို့အအိမ်ဆောက်ရက်တရားစားလို့ဟုတ်လားရေရင်တူအခါပေးရက်တရားအစုံလာပြီလာပွဲငကားကောင်းအရက်ဟုတ်လားတီနေရနဲ့ဆရာရဲ့မိတ်ဆွေတွေကိုဒီစတလပိုင်းကအလုတ်ပိုင်းနေစီးပွားရေးတွေချွေစေးအစရှိတဲ့အရာတွေအားလုံးကိုဆရာကရှုံပြီးတော့ရှုပ်ခေါ်ထားတယ်စတလပိုင်းကအရှုပ်ဖြစ်ပါကြောင်းနဲ့ဆရာရဲ့မိတ်ဆွေတွေတင်းငွေကစားပြီးတော့ဘယ်နေသားမစုအားလုံးနဲ့တတ်ဆိုင်ကြောင်းနဲ့ တချို့မိတ်ဆွေတွေကြတော့ဒီ hostel ကြီးမှာအိမ်ဆောက်တဲ့အခါဘယ်နေရာမှာဘလို့ဆောက်ရမလဲရည်ရွှင်းတူးတဲ့အခါဆိုတာလေးကိုဆရာကတလတာမင်္ဂလာအခါတွေရောအားလုံးကိုဆရာရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ဆရာကလာတိုင်းလာလာမိကြတယ်ဆရာ hostel ကြီးဆိုတာဘာလဲဆိုရင်တော့နေသားတိုင်းအတွက်ဖြစ်ပါကြောင်းပြောရင်းနဲ့ဆရာမိတ်ဆွေတွေဒီ2025ခုနှစ်17လပိုင်းအတွက် hostel ကြီးကိုဆရာအခုပဲစတင်လိုက်ပါမယ်ခင်ဗျာ နမောတတဗဂဝတောအရဟတောဓမ္မံတံဗုဒ္ဓတာတရဏနှင့်2569ခုနှင့်မြမတက္ကရ1389ခုနှင့်တဇောင်မုံလာနရောလအတွက်ဟောဇရန်ခရစ်နှင့်2025ခုနှင့်နိုဝင်ဘာလအတွက်ဆတလပိုင်းအတွက်တလစာဟောဇရန်ကြီးနေရှောင်းရန်ဆောင်းရန်အတွက်လိုအပ်သောအရာများကိုပြောပြပေးမှာဖြစ်ပါတယ်ဒီလအတွင်းမှာ၄ရက်ဆတလ2025 လေးရက်၁၇လ၂၀25အင်္ဂါနေ့ဟာတစောင်းမိုးလာပြီနေလည်းဖြစ်ပြီးတော့၁၉ရက်၁၇လ၂၀25ဗုဒ္ဓဘုရားနေ့ဟာတစောင်းမိုးလာခွေရလည်းဖြစ်ပါတယ်အဲကြားဖြတ်ပြီးပြောလိုပါတယ်အဲဆရာတို့တစောင်းမိုးလာပြီနေဆိုဆရာကနှစ်စဉ်ချစ်ကြိမ်မြောက်ဆရာတောင်ကြီးဟောကမ်းမှာတောင်ကြီးကနေဟောကမ်းမှာ မိတ်ဆွေတို့ဟိုဆရာတို့ကရွှေရောအိစာတရားမိတ်တိစီဂိုင်းတော်ဝင်လည်းဖြစ်တော့ဆရာဖေကလည်းပြောကကုလာဆိုတော့အဲဆရာဖေကတော့ဗီဒီမဟုတ်ဘူးကြားဖေကပြောကကုလာနှစ်ပေါင်း20ကျော်ကြာပြီအဲ့တော့ဆရာတို့နှစ်တိုင်းဒီနှစ်နဲ့ဆိုရင်ဆရာပူဇော်ပွဲကြီးကြီးကျယ်လို့တာချစ်ကြင်မြောက်ရှိပါပြီခင်ဗျာဒါကြောင့်မိတ်ဆွေတို့ဟလာတောင်ကြီးရဆရာမိတ်ဆွေတွေဂျုံတဲ့အခါပဲဖြစ်ဖြစ်အခြားနေရာနေဂျုံတဲ့အခါပဲဖြစ်ဖြစ်ဆရာငယ်ရဲ့ဟလာဟိုဒီဆရာပူဇော်ပွဲမှာ ဆရာတို့ကဘယ်နေသားမဆိုအလူငွေထဲဝင်ချင်းတီးခံမှာဒါပြီးတော့အားလုံးကို လာတဲ့သူတွေအားလုံးကိုဆရာတို့ဟိုအားလုံးကိုပေါ့ထမင်းဟင်းအားလုံးကိုကျွေးပြီးတော့အဲစွန့်နာလူကိုဖုန်ကြီး၅ပါးနဲ့အဲဟိုမနက်ပိုင်းမှာတော့ဖုန်ကြီး၅ပါးနဲ့နော်အနေရကိမာညာပေါ့ဒါပြီးတော့ဆရာတို့ဟိုဂျီချွင်ကျော်အိစာတရားမိတိစေခိုင်းတော်ရဲ့ချစ်ကြင်မြောက်ဆရာပူဇော်ပွဲလည်းရှိပါကြောင်းနဲ့အဲဂိုင်းကန္နာကိုစိတ်ဝင်စားတဲ့မိတ်ဆွေများဟုတော့အဲလာရောက်နိုင်ပါကြောင်းအားလုံးကိုမိသူမဆိုအဲ မိတ်ဆွေတို့အနေနဲ့ဂိုင်းဝင်မှမဟုတ်ဘူးဝင်ပြီးတော့ဒါနပြုလို့တဲ့မိတ်ဆွေများကုသိုလ်ပါဝင်လာပါကြောင်းဆက်ထက်လောင်းဆရာကအကြံပေးလိုပါတယ်။အိုကေဆရာတို့စပေါ်လာရအောင်လေပစ်တာဖျားသွားပြီ။ဤလအတွင်း၄ရက်၁၇လ၂၀25အင်္ဂါနေ့ဟာတစောင်းမုံလာပြင်းနေလည်းဖြစ်ပြီးတော့ပြက်တရားရက်လည်းဖြစ်တယ်။၁၉ရက်၁၇လ၂၀25ဗုဒ္ဓဟူးနေ့ဟာတစောင်းမုံလာွယ်နေလည်းဖြစ်ပါတယ်။ဤလအတွင်းမှာငကားကောင်းအရှိပဲအရက်သူလှဲ့ပါတယ်။ ထို့သူဝမ်းကတောင်ရက်ကြောကမြောက်ရက်အမီးကအနောက်ရက်တို့အတိတိတရှိနေကြတယ်အဓိကကတော့ဆရာတို့ငကားကောင်းအရှိပါအရာလှဲ့တာကိုသိရင်ရပြီပေါ့သို့တော့မိတ်ဆွေတို့အိမ်ဆောက်ပနဲ့ရရေရင်တူဟလာမိတ်ဆွေတို့အနေနဲ့ပဲဖြစ်ဖြစ်အဲငကားကောင်းနဲ့ပတ်သက်ပြီးတော့အိမ်ပြောင်းနေရရွှေ့တာပဲဖြစ်ဖြစ်နတ်နဲ့ငကားမလဲဇာကောင်းနဲ့ရှေးထုံးလဲမပဲကောင်းဈေးထုံးလဲမကြွယ်ကောင်းနဲ့ဤလအတွင်းငကားကောင်းဟာအရှိပန်းအရက်သူလှဲ့ပါတယ် ထို့သူဝမ်းကအတောင်ရက်ကြောကမြောက်ရက် အမိကအနောက်ရက်တို့အတိအတိရှိနေကြပါတယ်ဒီလအတွင်းမှာ ကျမ်းမာရေးအနေနဲ့အများစုဟာလေထိုးလေအောင်ရှင်းများအသက်ရှူကြက်ရှင်းများစသောအရာများကိုခလေးငယ်တွေမှာအထုကယူဆိုင်ရန်လိုအပ်ပြီးတော့အဖြစ်များတက်တော်လာ ဖြစ်ပါတယ်ခင်ဗျာထို့အပြင် အသက်ကြီးသူများဟုတော့ဒူးတို့ခါတို့အစင်အမြစ်တို့ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပတ်သက်လာလို့ရှိရင်နာကျင်ထိခိုက်တာမျိုးလေးတွေ အဲမိတ်ဆွေတို့အနေနဲ့သတိပြုဆင်ခြင်ရလိုအပ်ကြောင်းနဲ့တကလေးငယ်များမိတ်ဆွေများဖို့ကတော့အဲအသက်ရှူကြတာတွေနှလုံးနဲ့ပတ်သက်တာတွေကိုသတိပြုဆင်ခြင်ရလိုအပ်ပြီးတဲ့အခါအသက်ကြီးသူမိတ်ဆွေများဖို့ကတော့ဒူးတို့ခါတို့အစစ်မြင့်တို့နဲ့ပတ်သက်တဲ့ယောဂါတွေကိုတာမန်အားဖြင့်သတိထားဆင်ခြင်ရလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီ၁၂လပိုင်းအတွင်းမှာဆိုရင်အထူးသဖြင့်ခရီးသွားဆိုင်ရာလုပ်ငန်းများစက်ပစ္စည်းယင်းဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းများဒက်စီဒီဇယ်လောင်စာစီအစရှိသောအရာများ အိုးအိမ်ရှမ်းပြည်နေရာထိုင်ခင်းများများစွာထုံကားတက်ပြီးတဲ့အခါစားတောက်ကုန်လုပ်ငန်းများစံစီစေစာဆက်ပစ္စည်းအစရှိသောလုပ်ငန်းတွေအထယ်လိပ်လုပ်ငန်းတွေအလှကုန်ဆိုင်ရာလုပ်ငန်းတွေအလှပကြီးရဖန်စီဆိုင်ရာလုပ်ငန်းတွေဟာဈေးကောင်းနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေချွေစည်းဟာအတက်ပတ်သို့ရောက်ရှိနိုင်တော်လဲမတိမငိမ့်ဖြစ်ခြင်းအပြောင်းလဲများခြင်းတွေကြုံရတတ်သောလဖြစ်ပါတယ်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်တော့ မေတ္တာရေးကံစံအင်မတန်အားသာကောင်းမြင်ပြီးတော့ကြီးစားလဲရအိမ်အောင်လဲကြတာမျိုးသို့မဟုတ်ရင်ဖူးစာဗတ်အစ်စ်အမှန်ပေါ်လာတာမျိုးလေးတွေကြုံရတတ်တော့ကြောက်ဆရာမိတ်ဆွေများအရှိရေးနဲ့ပတ်သက်ရင်တော့ဘာကိုမဆိုရှေ့တူဆောင်ရလှုပ်ဆောင်ခြင်းဟာအရှိရေးနဲ့ပတ်သက်ရင်တော့တုံဆိုင်တွေ့ဝေမနေပဲနဲ့ဇာငင်နာလဲမင်္ဂလာရက်လာရွေးလို့ရကြောင်းနဲ့အဲမိတ်ဆွေတို့အရှိရေးမှာတော့ရှေ့တူဆောင်ရလှုပ်ဆောင်ခြင်းဟာအာသာကောင်းမှုပြီးတော့ အိမ်အောင်ပြုခြင်းစေးဆက်ခြင်းလက်ထက်ခြင်းလူကြီးမိဘအနေနဲ့တွေးဆုံဆောင်ရွက်ခြင်းတွေအတွက်လည်းအာသာကောင်းမှုကြောင့်ထပ်လောင်းအကြံပေးပါရစေခင်ဗျာနော်ထို့အပြင်မိတ်ဆွေတို့အိမ်အောင်ရှင်များဖို့ကတော့နေရာထိုင်ခြင်းနဲ့ပတ်သက်သောကိစ္စများကြောင့်အိမ်အောင်ကြီးမှဖြစ်ဖြစ်အဲမိမိရဲ့အိမ်အောင်ဘက်ရဲ့ယာရုလုပ်ငန်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဖြစ်ဖြစ်အဲမိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးဖြစ်စေမိမိကိုယ်တိုင်ဖြစ်စေနေရာထိုင်နေအပြောင်းလဲအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်တော့စိတ်ပန်းလူပန်းအနှဲငယ်ဖြစ်ရတာလွဲရင်နေရာတစ်ပိုင်ဆိုင်ခြင်း အိုးအိမ်ရှံမီနေရာအစ်ရရှိခြင်းပြောင်းရွှေ့ခြင်းရာထူးတက်ရှင်းနေကြောင်းစိတ်ချမ်းသာစရာမျိုးဝေးကွာနေသောအိမ်တော်ရှင်များအဖို့အပြောင်းလဲလေးကြောင်းပြန်လည်စုံစည်းရတာမျိုးကြီးကြုံရတတ်သောလဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ပါရစေဒီလကတော့တွင်မှာဆိုရင်တနင်္ဂနွေသားသမီးရဲ့အနေနဲ့အလုတ်သွဲလုတာမျိုးဖြစ်စေသူမဟုတ်လို့ရှိရင်တနင်္ဂနွေသားသမီးဇန်နေသားသမီးတွေနဲ့တွဲဖက်ပြီးမိတ်ဆွေတို့ရဲ့အကြံအစီကိုအကောင့်ထဲပေါ်ပြီးတော့ညှိနှိုင်းတိုင်းမင်းဆောင်ရွက်တာမျိုးပါကံကိုအားသာကောင်းမှုပြီး ဈေးပြီးတော့၄ခန်း၆ခန်း0ခန်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့မိုးပြာရောင်အဝါရောင်ပန်းရောင်အဆတ်ရှိသောအရောင်တွေများများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာမှုကိုပြုလုပ်ဆောင်ရွက်နိုင်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစီအကျိုးပေးကံကောင်းစေသောအရတ်မှာအရှိစူးစူးရဖြစ်ပါれခမရဒါအပြင်မိတ်ဆွေတို့ဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာအရေးကြီးသောကိစ္စများကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာ ်အင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာလ3ရက်17ရက်22ရက်နေ့ဒီမှာမိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းဆောင်တာတွေကိုပြုမှုဆောင်ရွက်ရင်အားသာကောင်းမွန်တိုးတက်ပြီးတော့ခံကောင်းစေနိုင်တယ်လို့အိမ်ဆောက်ပနဲ့ရရေရင်းတူလို့တော့ဆရာမိတ်ဆွေများဟုတ်ပါတော့နိုဝင်ဘာလအင်္ဂလိပ်လိုပဲပြောပါမယ်နိုဝင်ဘာ10ရက်16ရက်15ရက်နေ့ဒီမှာအိမ်ဆောက်ရှင်ပနဲ့ရရှင်မြေတူးဆွမှုအလုပ်တွေမှာအားသာကောင်းမွန်ပြီးတော့ ပြုလုပ်နိုင်ကြောင်းနဲ့ရှင်ပြုယဟန်ခန့်အိမ်ဒတ်မင်္ဂလာပြုလုပ်လို့သောမိတ်ဆွေများဒီအော်တိုဘာလ၄ရက်22ရက်28ရက်နေ့ဒီမှာပြုမှုဆောင်ရရင်အသာကောင်းမှုတိုးတက်နိုင်ပါလေအိမ်ထောင်ပြုစစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့ဆရာငယ်ရဲ့မိတ်ဆွေညီကိုမောင်တို့ပါများအနေနဲ့ကတော့နိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲညနေမွန်းတဲ့2နာရီမကျော်မီ ဟလာနိုဝင်ဘာလ17ရက်21ရက်24ရက်နေ့ဒီမှာအဲချိတ်တိုးဆောင်ရပြီးတော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းကံလန်းခြင်းနဲ့လက်ထပ်မင်္ဂလာပြုလုပ်နိုင်ကြောင်းဆရာမေဆွေတွေကိုဆရာကအကြံပေးဟောကြားလိုက်ပါတယ်ခင်ဗျာဒီ2025ခုနှစ်အတွက်ဇာငယ်အနေနဲ့2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပေးရတော့မျိုးမိတ်ဆွေဝိညာကံနာဖြစ်လာပြီဆိုရေရရာကြိုက်တဲ့လောက်ရှိစွမ်းမှာမဟုတ်ဘူးအုံဖွား ဟတ်ဆတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်ဆရာငယ်ရှမ်းတာလာကြပါပြီခင်ဗျာကဲမိတ်ဆွေတို့ကိုဆရာနောက်တစ်ခေါက်တော့ထပ်ပြောခြင်းပါလဲစကားလက်ဆောင်လေးဆရာငယ်ရဲ့မိတ်ဆွေများ2025ခုနှစ်17လပိုင်းအတွက်စကားလက်ဆောင်ပြီးရတော့ဗျိုးမိတ်ဆွေဝိညာကန်တာဖြစ်လာပြီဆိုရေရရာခြိုက်တော့ရှိစွမ်းမှာမဟုတ်ဘူးအုံဖွားဟတ်ဆတောင်းနဲ့ကန်စာတာတက်ကြီးဆိုရင်တော့ဆရာငယ်ရှမ်းတာလား ကြာပြီဤက2025ခုနှစ်17လပိုင်းတွင်ဟောစဒံပြီဤကဲကျေးဇူးတင်ပါတယ်ဆရာငယ်မိတ်ဆွေ900တား900တားသမီးများအပေါင်း2025ခုနှစ်17လပိုင်းတွင်မှာအဆက်ဆက်ရရအောင်မြင်တိုးတက်လို့ယတနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါတက်နေတကူလက်ဝေဖြုတ်ခဲ့သူစီးစိန်ဥစ္စာများတို့ဝကြပါစီကြောင်းနဲ့ဇယံကနာပြည်တွင်မြေကြီးဖွံ့ဖို့တုံညာ293တုံညာ၄တိချက် 7902900 WhatsApp Telegram မှာဖြစ်စီ Viber number 6635052မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့ဆရာမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအောင်မြင်ပါစေ။ဆရာ Hospital ရိုက်တဲ့အခါမှာအဲဗီဒီယိုရိုက်ခွက်လေးတွေမိတ်ဆွေတို့အနေနဲ့မြင်ကွင်းလေးတွေအတက်နိုင်လို့ကျွန်တော်လေယူလေသိန်းလေးတွေကိုအတက်နိုင်ဆုံးအဲကောင်းမွန်အောင်စူးစမ်းထိန်းသိမ်းပေးထားတဲ့အတွက်ဆရာမိတ်ဆွေများကြည့်ရတာအန်တရန်ဖြစ်နေဖြစ်ဖြစ်လိုအပ်တာလေးတွေကိုရင်ထဲကနေအကြံပြုပေးပါအောင်လို့ပြောရင်းနဲ့ နောက်တနင်္ဂနွေကစလို့စနေဆုံးဗီဒီယိုခုနှစ်ပုတ်မှာပြန်ဆောင်ကြပါအောင်စုဗျာ